အပီဘီဆိုင်ရာရင်းရင်းတွေကိုဂုံပြူတဲ့အနေနဲ့စက်တင်ဘာလ24ရက်နေ့ကမြန်မာရင်းရင်းပွဲတော်2016ကိုကျင်းပပြုလုပ်ခဲ့ပြီးမျိုးတော်ဒီမိုကရေစီအဖွဲ့ချုပ်နိုင်ငံကဥတည်ဦးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရန်ကုန်မြို့တော်ဥပမော်စုနဲ့လွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။ တကယ်ကတော့ကျွန်တော်တို့ကဟိုပြီးခဲ့တဲ့ဦးသိန်းစိန်ဆိုတာလက်ထက်တုန်းကလည်း၃နှစ်ဆက်တိုက်လုပ်ခဲ့တယ်လေဆိုတော့အခုဒီနှစ်မှာဒါဆက်လုပ်တာပေါ့ဆိုတော့ဟိုကျွန်တော်တို့အတွက်ကတော့ဟိုနှစ်ခုလုံးကမကွာပါဘူးဟိုကျွန်တော်တို့အနေနဲ့ကတော့ငင်းငယ်ရေးဟိုဒါဥတည်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်ဘက်မှမမကွာဘူးတို့တော့တေးကြတာတခုကတော့အရင်ရတဲ့ဆိုင်တော့ပို့ပို့ပြီးတော့တုတ်တက်လာတယ်။နောက်ပြည်သူတွေလည်း awareness ပေါ့ပြည်သူတွေဘက်ကလည်းသိတယ်အသိဓာတ်ဟိုးပို့ပြီးတော့အသိဓာတ်တွေပုံများလာတယ်။အဲ့ဒါကိုတော့ကျွန်တော်ဝန်းတာတယ်။အဲ့တော့ ဟိုညင်းညင်းဆိုတာအရေးကြီးတယ်အရေးကြီးတယ်ဆိုတာဟိုဟိုတာမန်အသိမဟုတ်ဘဲနဲ့နက်နက်ရှိုင်းရှိုင်းသိတဲ့လူတွေများလာတာအတွက်ဝန်တာပဲအဲ့တော့အခုဆိုရင်တော့ပိုကောင်းလာပါတာပြီတီလီတီဟာငါကောမြန်မာပြည်စာယူနစ်စတဲ့လူရှင်တော်အဖွဲ့တွေကငင်းငင်းဟာတာပြက်လုံးနေနဲ့ဖြောပြခဲ့ကြပြီတိတဲ့ရှင်စောကူကနဲ့1 left အဖွဲ့တို့ကငင်းငင်းတချင်းနေနဲ့ဖြောပြခဲ့ကြပါတယ် ဆက်လက်ပြီးညနေပိုင်းမှာတော့နိုင်ငံရေးကျင်းသားဟောင်းများပေါ်လုံတဲ့ရုပ်ရှင်ကီတလူရှင်တော်တွေပြင်မြမလေးစင်ကစားသမားတွေပါဝင်တဲ့ Art United Peach FC တို့ကရှင်းပြကစားခဲ့ကြပါတယ်။ဘောလုံးကတော့အကိုကငယ်လေးတက်ဝါးနာပါတယ်ဒီပွဲတိုင်းလူလည်းအားရအားလို့ဝင်ကန်ကြည့်တယ်ပေါ့နော်။ဒီငိမ့်ချိုင်းပွဲကတော့ဘာပဲပြောဒီငိမ့်ချိုင်းဆိုတဲ့ခေါင်းစဉ်ကအခုနိုင်ငံမှာအဓိကလိုရတော့ဒီငိမ့်ချိုင်းအများကြီးဘာမှအခုနိုင်ငံတိုးတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။အဲ့တော့အခုအနေနဲ့ကဒီ ငိမ့်တဲ့ဘောလုံးကပါဝင်ပြီးတော့ကစားပေးရတဲ့အတွက်အကူရောအနေနဲ့ပုံယူတယ်ပြီးတဲ့အခါကျတော့တိုင်းမီကိုလည်းအများဆုံးငိမ့်ချိုင်းရစေခြင်းနဲ့ဒီမြန်မာငိမ့်ချိုင်းပွဲတော့2016မှာမဟွေကခေါဆွဲကြော့ဝက်သားတို့တို့တွေပြီးဖြော်ရီအေးတွေနဲ့စတုဒီယာကျူးမွေးကြပါတယ်စတုဒီယာကျင်းပမြန်မာငိမ့်ချိုင်းပွဲတော့အစိုးရတဲ့လက်ထက်မှာပထမဆုံးကျင်းပခဲ့တာဖြစ်ပြီးအရင်အစိုးရလက်ထက်က3ကြိမ်ကျင်းပခဲ့ပါတယ်ခင်ဗျာ